အမေရိကန်ကိုတရားမဝင်ရွှေ့ပြောင်းနေထိုင်သူအများဆုံးအာရှဆယ်နိုင်ငံပရိသတ်များလုံးပဲမိလားဗျာပကံ entertainment channel ကနေပြန်လည်ကြိုလိုက်ပါရင်အမေရိကန်မှာတရားမဝင်နေထိုင်တဲ့လူပေါင်းထောင်ချီရှိတဲ့အနေမှာ အများစုက အာရှနိုင်ငံတွေကနေလာကြတာပါဘေးကင်းဖို့အခွင့်အလမ်းရှာဖို့ဒါမှမဟုတ်ဘဝအသေးတစ်ခုစားဖို့ကြိုးစားရင်းရောက်လာကြတာပေါ့ဒါဆိုဘယ်နိုင်ငံတွေကအများဆုံးဖြစ်နေမလဲဆိုတာသင်သိရင်အံ့ဩသွားနိုင်ပါရင်ဗီဇာတန်းကြော်ရာကနေအသက်ရှင်တန်ဖို့အတွက်ခက်ခဲတဲ့ခီးတွေနှင်လာရတာတွေအထီးပေါ့ မေရိကန်မှာတရားမဝင်ရှေးပြောင်းနေတဲ့လူအများဆုံးရှိတဲ့အာရှနိုင်ငံဆင်နိုင်ငံတွေဒီအတွက်ဒီရဲ့နောက်ွယ်ကပုံနေတဲ့အကြောင်းအရာတွေကိုကြည့်လိုက်ရအောင်ပါနံပါတ်10ကမ်ဘောဒီးယားကမ်ဘောဒီးယားလူမျိုးမျိုးအချို့ကတရားဝင်စာရေးစာတမ်းမရှိဘဲအမေရိကန်မှာဘာလို့ဆက်နေဖို့ရွေးချယ်ကြတာဖြစ်မလဲဗျာအခု2025ခုနှစ်မှာအမေရိကန်ရောက်ကမ်ဘောဒီးယားလူမျိုးများစုကတရားမဝင်နေဖို့မူလကစီစဉ်ခဲ့ကြတာမဟုတ်ပါဘူးတချို့ကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒုက္ခသည်တွေဒါမှမဟုတ်ခီးသွားတဲ့အနေနဲ့ရောက်လာခဲ့ကြတာဖြစ်ပြီးတချို့ကတော့မကြသေးခင်ကမှလာခဲ့ကြတာပါ ဒါပေမဲ့2025ခုနှစ်အထိလူအများကြီးကတရားဝင်အခြေအနေမရှိဘဲဆက်နေနေကြတော့မှာပဲ။ဘာဖြစ်လဲဆိုတော့ကမ္ဘောဒီးယားမှာသူတို့အတွက်ဘဝကခက်ခဲနေစေမို့ပါ။ကမ္ဘောဒီးယားကလွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းတိုးတက်လာခဲ့ပေမဲ့လောက်ခနေပါတဲ့အလုပ်တွေအားနည်းတဲ့ပညာရေးနဲ့နိုင်ငံရေးဖိအားတွေလိုမျိုးပြဿနာတွေကရှိနေတော့မှာ။2025ခုနှစ်မှာကမ္ဘောဒီးယားလူငယ်တွေကအလုံးကောင်းနေရှာဖို့ရုန်းကန်နေရပြီးလူတော်များများကအစိုးရကိုမယုံကြည်ကြပါဘူး။ဒါကြောင့်အမေရိကန်ကိုလာလေဖို့ဒါမှမဟုတ်ကြောင်းတက်ဖို့ဗီဇာရတဲ့အခါ သူတို့ကအမေရိကန်မှာနေပြီးဘွားအသစ်စဖို့အခွင့်အရေးတစ်ခုလိုမြင်တတ်ကြပါတယ်။တရားမဝင်နေထိုင်တဲ့ကမ္ဘောဒီးယားလူမျိုးများစုကကယ်လီဖိုးနီးယားပြည်နယ် Launch Bay တို့လိုနေရာမျိုးမှာနေထိုင်ကြပါတယ်။သူတို့ကလက်သေးအလှပြင်ဆိုင်နေဆိုင်ငယ်လေးတွေဒါမှမဟုတ်အတန်းရှင်းအလုပ်တွေမှာလုပ်ကင်ကြပါတယ်။ရှင်သန်ဖို့အတွက်ဘာမှဆိုလုပ်ကြတာပေါ့။သူတို့ကတိတိဆိတ်ဆိတ်နေထိုင်ကြပြီးလူဝင်မှုအခြေချရေးဥပဒေပြုပြင်ပြောင်းလဲဖို့ဒါမှမဟုတ်သူတို့ရဲ့အခြေအနေကိုပြင်ဖို့အခွင့်အရေးတစ်ခုကိုမျှော်လင့်နေကြပါတယ်။သူတို့အတွက်2025ခုနှစ်မှာအမေရိကန်မှာနေတာကစီကန်ချိုးဖောက်တာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးအလုံးအကိုင်းနဲ့ပိုကောင်းတဲ့အနာဂတ်ကိုရှာဖွေတာပဲဖြစ်ပါတယ်။နံပါတ်၉မြန်မာမြန်မာနိုင်ငံကလူတော်များများကတရားဝင်စာရဲစာရဲမရှိပဲအမေရိကန်မှာဘာလို့ပိုလုံကြုံတယ်လို့ခံစားရတာဖြစ်မလဲ။လက်ရှိ၂၀၂၅ခုနှစ်မှာလည်းမြန်မာနိုင်ငံကပြင်းထန်တဲ့ပြဿနာတွေနဲ့ရင်ဆိုင်နေရဆဲပါ။၂၀၂၁ခုနှစ်မှာပြည်တွင်းရေးအရှုပ်အထွေးတွေဖြစ်ပျက်ပြီးတဲ့နောက်မှာလူအများပြားအထူးသဖြင့်တိုင်းရင်းသားလူနည်းစုတွေဟာသူတို့ရဲ့ကိုယ်ပိုင်အိမ်မှာလုံခြုံတယ်လို့မခံစားရပါဘူး။ဒါကြောင့်ထောင်ထဲချီတဲ့လူတွေကအမေရိကန်လိုနိုင်ငံတွေမှာငြိမ်းချမ်းမှုကိုမျှော်လင့်ပြီးထွက်ခွာဖို့ကြိုးစားကြတာပါ။ တချို့ကကျောင်းသားဗီဇာဒါမှမဟုတ်ခီးသွားဗီဇာတွေနဲ့အမေရိကန်ကိုရောက်လာကြပေမဲ့ဒီကိုရောက်ပြီးတာနဲ့ပြန်မသွားချင်ကြတော့ပါဘူးတချို့ကြတော့ဒုက္ခတဲ့အခြေအနေတွေကနေရောက်လာကြပေမဲ့သူတို့ရဲ့တရားဝင်အခြေအနေကုံဆုံးတဲ့အခါမှာတော့ဆက်နေဖို့ရွေးချယ်ကြကြပါအမေရိကန်မှာစားရစားရမရှိပဲနေရတာအနေနဲ့ရှိတဲ့ကိုယ်နိုင်ငံကိုပြန်ရတာတဲ့ပိုလုံးကြုံတယ်လို့ခံစားရလို့ပါမြန်မာနိုင်ငံကတရားဝင်နေထိုင်သူများစုကဆက်ယုံနေစားတော့ဆိုင်နေဒါမှမဟုတ်တန်ရှင်းအလုပ်သမားတွေအဖြစ်လောက်ခနေတဲ့အလုပ်တွေကိုလုပ်ကြပါရင်သူတို့ကပြဿနာတွေကိုရှောင်ရှားပြီးပုံအောင်နေထိုင်ဖို့ကြိုးစားကြပါရင်အင်ဒီယားနာပြည်နဲ့ ဖို့ရိမ်မျိုးနဲ့ကယ်လီဖိုးနီးယားပြည်နယ်ကနေရာတွေမှာမြန်မာလူမှုအတိုင်းအဝန်းကကြီးထွားလာနေပါတယ်မြန်မာလူမျိုးတွေအတွက်2025ခုနှစ်မှာအမေရိကန်မှာနေထိုင်တာကပတ်စံကြောင်းကြီးတက်တက်မဟုတ်ပါဘူးဒါဟာဘေးကင်းလုံခြုံမှုလွတ်လပ်မှုနဲ့ကြားရုံမှုမရှိဘဲပိုကောင်းတဲ့ဘဝအတွက်မျှော်လင့်ချက်ပဲဖြစ်ပါတယ်နံပါတ်၈ဘင်္ဂလားဒေ့ရှ်ဘင်္ဂလားဒေ့ရှ်ကမြေမြဆန်ဆန်တိုးတက်နေပေမဲ့လူတိုင်းကတော့အဲ့ဒီတိုးတက်မှုနဲ့အတူလိုက်ပါနိုင်တာမဟုတ်ပါဘူး။လူများစုကလောက်ခနေပါတော့အလောက်ကန်ရှားပါတာနဲ့နေထိုင်မှုစိတ်မြင်မာတာတွေနဲ့ရင်ဆိုင်နေရတော့မှာပဲ ဒီအချိန်လေးကလူထောင်ပေါင်းများစွာကိုပိုကောင်းတဲ့ဘဝကိုမျှော်လင့်ပြီးနိုင်ငံခြားခီးထွက်ဖို့တွန်းအားပေးနေပါတယ်။အမေရိကန်ကတော့ထိတ်တန့်ရွေးချယ်စရာတခုပေါ့ဗျာ။ဘင်္ဂလားဒေ့ရွှေပြောင်းနေထိုင်သူအများစုကအမေရိကန်ကိုတရားဝင်ဝင်ရောက်လာကြပါတယ်။များသောအားဖြင့်ကျောင်းသားဗီဇာ၊ဒါမှမဟုတ်ဧည့်သည်ဗီဇာတွေနဲ့ပေါ့။ဒါပေမဲ့ဒီကိုရောက်ပြီးပိုကောင်းတဲ့အခွင့်အလမ်းတွေမြင်ရတဲ့အခါအများစုကစက်နေဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့ကနယူးယောက်မြို့ဒါမှမဟုတ်ဒီထရိုင်လိုနေရာတွေမှာအစားအသောက်ပို့ဆောင်ရေးဓာတ်ဆီဆိုင်တွေဒါမှမဟုတ်ခီးတဲ့အတင် application တွေမှာအလုပ်လုပ်ကြရင် ပြဿနာကတော့ဗီဇာစနစ်ကနေကွေးပြီးဆက်ဆံရခက်ခဲတာပဲတရားဝင် နေဖို့ကြိုးစားတဲ့သူတွေတော့နှစ်ပေါင်းများစွာစောင့်ဆိုင်နေရတဲ့တင်ဒါကြောင့်အများစုကစားရစားရမရှိပဲနေထိုင်အလုံးလုံးကြနေရတယ်နံပါတ်9နေပေါ်နေပေါ်အကြောင်းသားတချို့ကအမေရိကန်မှာပညာသင်ပြီးတဲ့အခါဘာကြောင့်မပြန်ဖို့ဆုံးဖြတ်ကြတာလဲ2025ခုနှစ်မှာနေပေါ်အကြောင်းသားတွေဟာကောလိနဲ့တက္ကသိုလ်အတွက်အရင်ကထက်ပိုပြီးအမေရိကန်ကိုရောက်လာနေကြပါတယ်ပညာရေးကအရင်သွင်းမြင်ပြီးပိုကောင်းတဲ့အလုပ်ကိုင်ခွင့်လန်းတွေအတွက်လမ်းဖွင့်ပေးပါတယ် ဒါပေမဲ့တကယ်တမ်းဖြစ်နေတာကတော့ဒီចောင်းသားအများစုဟာဘွဲရပြီးတာနဲ့အိမ်ကိုပြန်မသွားကြတာပါပဲ။ဘာလဲဆိုတော့ပြန်သွားရတာကခွင်လန်းနေတာနဲ့ဓာတ်ရက်တက်ဆိုင်နေလို့ပါပဲ။ဘွဲရပြီးတော့ဒီဘောမှာအလုံးကောင်းရှာဖို့ခက်ခဲနိုင်ပါရင်တချို့ကသူတို့ရဲ့ကျွမ်းကျင်မှုနဲ့ဘူးတုဒရတွေအလဟတ်သက်ဖြစ်သွားမှာကိုစိုးရင်ကြရင်ဒါကြောင့်မပြန်မဲ့အမေရိကန်မှာပဲဆက်နေဖို့ရွေးချယ်ကြရင်တရားဝင်အခြေအနေမရှိဘဲနေရင်တော့မပေါ့။သူတို့အများစုကသူတို့ရဲ့ចောင်းသားဗီဇာတန်တန်းကိုကျော်လွန်နေထိုင်ကြပါရင်ကိုယ့်ကိုထောက်ပံ့ဖို့အတွက်စားတောက်ဆိုင်နေဓာတ်ဆီဆိုင်နေဒါမှမဟုတ်ပို့ဆောင်ရင်ဝန်ဆောင်မှုတွေမှာအလုံးလုံးကြရင် တချို့က Dallas ဒါမှမဟုတ် New York လို့ညီဘောလူမျိုးအတိုင်းဝိုင်းခိုင်မာတဲ့နေရာတွေမှာရွှေ့ပြောင်းကြပြီးအထူးကျန်တာနေတော့အောင်လို့ပါ၂025ခုနှစ်မှာညီဘောကနေတရားမဝင်ရွှေ့ပြောင်းလာသူတရုတ်စုကပုံများလာနေပါတယ်သူတို့ကအကြောင်းပြချက်ကရိုးရှင်းပါတယ်ပညာသင်ဖို့လာရင်မျှော်လင့်ချက်ကိုရှာတွေ့ခဲ့ကြတယ်ပြီးတော့အဲ့ဒီအရာတွေအလုံးကိုထားခဲ့ပြီးပြန်ဖို့မတက်နိုင်တော့လို့ပါပဲနံပါတ်6ပါကစ္စတန်အခု2025ခုနှစ်မှာအမေရိကန်မှာရှိတဲ့ပါကစ္စတန်လူမျိုးတွေကဘာလို့ဘွားနှစ်ခုကြားမှာပြင်းမိနေတယ်လို့ခန်းစားနေရတာလဲ ပါကစ္စတန်ကအခုလည်းပြဿနာကြီးတွေနဲ့ရင်ဆိုင်နေရတော့မှပဲဒါအပြတ်တောက်တာတွေမွေကျေးဖောင်းပွားမှုတွေနိုင်ငံရေးပဏိပက္ခတွေနဲ့အလောက်ကင်ရှားပါတာတွေပေါ့လူတော်များများကဘွားသစ်တစ်ခုရှာဖို့ထွက်လာကြပြီးအမေရိကန်ကတော့ထိတ်တန်းနေရတကူပေါ့တချို့ကကြောင်းတက်ဖို့ဒါမှမဟုတ်မိသားစုစီလာလည်ကြတာတချို့ကြတော့အလုံးအတွက်တရားဝင်ဝင်ရောက်ကြတယ်ဒါပေမဲ့ဒီကိုရောက်လာတော့အများစုကသူတို့ဗီဇာတန်းကုံဆုံးသွားရင်တော့ဆက်နေဖို့ဆုံးဖြတ်လိုက်ကြတယ်သူတို့ကကုန်တင်ကားမောင်းတာဆိုင်ငယ်လေးတွေမှာဒါမှမဟုတ်ခီးတဲ့တင်ရင်မောင်းတာမျိုးတွေအလုံးတွေမှာလုပ်ကြတယ် ဒီလောက်တွေကသူတို့ကိုယ်နိုင်ငံမှာရှာတွေ့နိုင်တာထက်ပိုပြီးတော့ဝင်ဝင်ကောင်းတယ်။ဒါပေမဲ့ပတ်စံအကြောင်းတသက်တော့မဟုတ်ပါဘူး။တချို့ကမထီငိမ့်တဲ့အခြေအနေတွေစီပြန်သွားရမှာကိုကြောက်ရွံ့ကြတယ်။တချို့ကတော့ဒီမှာပဲဘဝအစ်စ်တိဆောက်ကြတယ်။မိသားစုနဲ့လုပ်ငန်းတွေတငယ်ချင်းတွေနဲ့ပေါ့။ဒါပေမဲ့ green card ရဖို့ကြံ့ကြာမှုတွေနဲ့တင်းကျပ်တဲ့ဗီဇာစီးမြင့်တွေကြောင့်တရားဝင်အခြေအနေရဖို့ခက်ခဲနိုင်တယ်။2025ခုနှစ်မှာတရားမဝင်ပါကစ္စတန်လူမျိုးအများစုက Houston, Chicago နဲ့ New York လိုမျိုးကြီးတွေမှာနေထိုင်ကြတယ်။ တို့ကကြိုးစားလုပ်ကိုင်းကြရင်တိတိတ်ဆိတ်ဆိတ်နေတိုင်းကြပြီးတို့ရဲ့စာရွက်စာတမ်းတွေကိုပြင်ဖို့အခွင့်အရေးကိုစောင့်ဆိုင်းနေကြပါရင်တို့ဆက်နေရတဲ့အကြောင်းကတော့အမေရိကန်မှာတို့တီဆောင်ထားတဲ့အရာတွေမဆုံးရှုံးကျင်လို့ပါပဲ။နံပါတ်9 BNN 2025ခုနှစ်မှာ BNN မိသားစုအများစုဟာ Green Card ရဖို့အတွက်နှစ်ပေါင်းများစွာစောင့်ဆိုင်းနေကြတော့ပါပဲ။ဒီလိုဖြစ်နေတာကြောင့်တချို့လူတွေကအမေရိကန်ကိုဧည့်သည်ဒါမှမဟုတ်ကျောင်းသားဗီဇာတွေနဲ့လာကြပြီးပြန်မထွက်ဖို့ဆုံးဖြတ်လိုက်ကြရင်သူတို့ကပို့ပြီးတော့မဆောင်ကျင်တော့ကြဘူး။ ဗီယက်နမ်ကတချို့နေရာတွေမှာတိုးတက်လာခဲ့ပေမဲ့ဒီနေမီဒုက္ခအကောင်းတဲ့အလုပ်တွေရှာဖို့အများစုကရုန်းကန်နေရတော့မှာပဲတချို့အတွက်ကတော့အမေရိကန်မှာစားရစားရမရှိပဲနေထိုင်တာကပိုဝင်ဝေးရှာဖို့မိသားစုကိုထောက်ပံ့ဖို့နဲ့ပိုကောင်းတဲ့ဘဝကိုနေထိုင်ဖို့အခွင့်အရေးကိုဆိုလိုတာပါပဲတချို့ကြတော့သူတို့မိသားစုကဒီမှာရှိနေပြီဖြစ်လို့ဖွဲကွာမခံခြင်းလို့ဆက်နေကြတာများပါတယ်တရားမဝင်ဗီယက်နမ်လူမျိုးများစုကကယ်လီဖိုးနီးယားနဲ့တက်ကက်ဆက်လိုပြည်နယ်တွေမှာနေထိုင်ကြပါတယ်သူတို့ကလက်သေးအလားပြင်ဆိုင်နေစားတောက်ဆိုင်နေဒါမှမဟုတ်စားလို့ရေလုပ်ငန်းတွေမှာအများအားဖြင့်အလုပ်လုပ်ကြတာပါ သူတို့ကပြဿနာမဖြစ်အောင်လည်းကြိုးစားပြီးတိတိကျကျစိတ်နေထိုင်ကြပါရင်။နံပါတ်၄တောင်ကိုရီးယားတောင်ကိုရီးယားလိုချမ်းသာတဲ့နိုင်ငံကလူတွေကဘာလို့အမေရိကန်မှာတရားမဝင်နေနေကြတာလဲ။အန်အောဆရာကောင်းတယ်လို့ထင်ရပေမဲ့2025ခုနှစ်မှာတောင်ကိုရီးယားလူမျိုးထောင်ပေါင်းများစွာဟာအမေရိကန်မှာတရားဝင်အခြေအနေမရှိပဲနေထိုင်ကြတော့မှာပဲ။အကြောင်းရင်းကတော့ပတ်စံကြောင်းမဟုတ်ဘဲဖိအားတွေကြောင့်ပါ။တောင်ကိုရီးယားကခင်မိတဲ့နိုင်ငံဖြစ်ပေမဲ့အဲဒီခေတ်ဘွားကအလွန်အမင်းစိတ်ဖိစီးမှုများနိုင်ပါရင်လူတွေကအလုံးချင်းကြာမင်းတာရင်ကြောင်းဖိအားနဲ့လူမှုရေးမျှော်လင့်ချက်တွေပါရင်ဆိုင်ရတတ်ပါရင် အမေရိကန်မှာတော့လူအများစုကပိုပြီးလွတ်လပ်တယ်လို့ခံစားကြရတယ်သူတို့ကကြောင်းတက်ဖို့ခီးသွားဖို့ဒါမှမဟုတ်ရေတို့အလုံးအတွက်လာချပေမဲ့တချို့ကတော့ဘယ်တော့မှပြန်မသွားကြပါဘူးသူတို့ရဲ့ဗီဇာတရံကုန်ဆုံးသွားတာနဲ့ဆက်နေဖို့ရွေးချယ်ကြပါရင်သူတို့ကကော်ဖီဆိုင်တွေလက်သေးလာပြင်ဆိုင်တွေဒါမှမဟုတ်အိမ်ပြဆရာတွေနဲ့အလုံးလုံးနိုင်ပါတယ်တချို့ဆိုရင်စီးပွားရေးလုပ်ငန်းငယ်လေးတွေတောင်ဖွင့်ထားကြပါရင်လော့အိန်ဂျလိစ်နဲ့နယူးယောက်လိုမြို့တွေမှာကိုရီးယားအတိုင်းဝိုင်းတွေကခိုင်မာပြီးအသစ်ရောက်လာသူတွေကိုနေထိုင်မှုအဆင်ပြေအောင်ကူညီပေးပါတယ် 2015ခုနှစ်မှာတောင်ကိုရီးယားလူမျိုးတွေစတင်ရတဲ့အကြီးဆုံးအကြောင်းရင်းကတော့ဖီးယားတွေကနေလွတ်မြောက်ပြီးပိုပီအေဂျန်ပိုပွင်လင်းတဲ့ဘဝကိုပိုင်ဆိုင်ဖို့ပါပဲ။သူတို့ကတင်းတင်းစိတ်စိတ်နေထိုင်ကြပြီးစာရွက်စာတမ်းမရှိဘဲနဲ့တော့လူအဖွဲ့အစည်းတွေကိုပေါင်းစပ်နေထိုင်ကြပါတယ်။အများစုကအမေရိကန်ကသူတို့ကိုယ်နိုင်ငံမှာရှာမတွေ့နိုင်တဲ့စိတ်ငြိမ်းချမ်းမှုကိုပေးတယ်လို့ဆိုကြပါတယ်။နံပါတ်3ဖိလစ်ပိုင်း2015ခုနှစ်မှာဆယ်စုနှစ်ပေါင်းများစွာနီးနီးကပ်ကပ်ဆက်ဆံရေးရှိခဲ့ပြီးတဲ့နောက်မှာတော့အမေရိကန်မှာရှိတဲ့ဖိလစ်ပိုင်လူမျိုးဘာလို့ဒီလောက်များများကတရားမဝင်နေထိုင်နေကြတာလဲ။ အမေရိကန်ရဲ့ဖိလစ်ပိုင်မှာရာဇဝင်ရှေ့ကြီးရှိပါတယ်။ဒါပေမဲ့တရားဝင်လူဝင်မှုကြီးကြပ်ရေးကတော့လွယ်ကူနေတော့ပါပဲ။ဖိလစ်ပိုင်လူမျိုးများစုကအလုံးအတွက်လာကြတဲ့အထူးသဖြင့်ကျမ်းမာရေးစောင့်ရှောက်မှုပြုစုစောင့်ရှောက်ရင်ဒါမှမဟုတ်ဝန်ဆောင်မှုအလုပ်တွေမှာပေါ့။တချို့ကအလုံးဗီဇာဒါမှမဟုတ်ခီးသွားဗီဇာတွေနဲ့ရောက်လာကြတယ်။တချို့ကျတော့အလုံးစာချုပ်တွေကနေတဆင့်လာကြပေမဲ့ဒီကိုရောက်တာနဲ့အမေရိကန်မှာဘဝကဘလောက်ပိုကောင်းလဲဆိုတာကိုတွေ့ရတဲ့တင်လောက်ခပေါ်ရတော့လွတ်လပ်မှုပိုရှိရတဲ့သူတို့ကလေးတွေအတွက်ပိုကောင်းတဲ့အနာကပေါ့ဒါကြောင့်အများစုကဗီဇာတန်းကျော်လွန်ပြီးစက်နေဖို့ဆုံးဖြတ်ကြတာပါ ဖိလစ်ပိုင်လူမျိုးတွေကဟာဝိုင်၊ကယ်လီဖိုးနီးယား၊နေဗားဒါနဲ့နယူးယောက်တို့မှာအများအပြားနေထိုင်ကြပါတယ်။သူတို့ကအလုံကျိုးစားပြီးအတိုင်းဝိုင်းကိုအာယုံစိုက်တဲ့အတွက်နာမည်ကြီးပါတယ်။တရားဝင်အခြေအနေမရှိဘဲနဲ့တော့အများစုကအချိန်ပြည့်အလုပ်လုပ်ကြတယ်။အိမ်ကိုပတ်စံပို့ကြတယ်။ပြီးတော့ပြဿနာမဖြစ်အောင်နေထိုင်ကြပါတယ်။2025ခုနှစ်မှာသူတို့ရဲ့အဓိကစိန်ခေါ်မှုကတော့နှေးကွေးတဲ့ဗီဇာစနစ်ပါပဲ။မိသားစုအခြေပြုလူဝင်မှုကြီးကြပ်ရေးကနှစ်ပေါင်းများစွာကြားပါရင်တရားမဝင်ဖိလစ်ပိုင်လူမျိုးများစုကတော့အပြောင်းလဲကိုမျှော်လင့်ပြီးစောင့်နေကြတာပါပဲ။ကောင်းမွန်တဲ့ရိုးသားတဲ့ဘဝကိုနေထိုင်ဖို့အကောင်းဆုံးစူးစမ်းနေရင်ပေါ့ ။ဒါမဲ့နေတရုတ်တရုတ်ကအင်အားကြီးတဲ့နိုင်ငံတစ်ခုပါ။ဒါပေမဲ့လူတိုင်းကတော့အဲ့ဒီမှာလုံခြုံမှုဒါမှမဟုတ်လွတ်လပ်မှုခံစားရတာမဟုတ်ပါဘူး။2015ခုနှစ်မှာနိုင်ငံရေးဖိအားတွေတင်းကျပ်တဲ့စီးမြင့်နေတဲ့အကန့်အသတ်ရှိတဲ့လွတ်လပ်မှုတွေကလူတွေကိုနိုင်ငံခြားမှာဘွားသိရှာဖို့ဆက်လက်တွန်းအားပေးနေတော့ပါပဲ။အမေရိကန်ကထိတဲ့ရွေးချယ်စရာတစ်ခုပါ။တရုတ်လူမျိုးတို့ကကြောင်းတက်ဖို့ဒါမှမဟုတ်ခီးသွားဖို့လာကြတယ်။တချို့ကျတော့အမောက်ကိုဒါမှမဟုတ်အတူဆိုင်ဆိုင်တွေကနေတဆင့်ရောက်လာကြတော့အမေရိကန်ကိုရောက်တာနဲ့သူတို့တွေကစားတောက်ဆိုင်နေအနေခန်းနေဒါမှမဟုတ်စိတ်ယုံတွေမှာအလုံးလုံးတက်ကြတယ် အများစုကနယူးယောက်ရဲ့ China Town ဒါမှမဟုတ်ဆန်ဖရန်စစ္စကိုလိုနီယာတွေမှာနေထိုင်ကြတယ်။အမေရိကန်ကလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ပုံမကိုပိုင်လွတ်လပ်ခွင့်ကိုပေးထားတယ်။ဒါတွေကတရုတ်လူငယ်အများစုတန်ဖိုးထားတဲ့ယာတွေပါ။ဒါပေမဲ့တရားဝင်နေဖို့လုပ်ငန်းစဉ်ကကြာမြင့်ပြီးကုန်ကျစရိတ်များတယ်။ဒါကြောင့်တချို့ကတရားမဝင်နေထိုင်ဖို့ကိုရွေးချယ်ကြတာပါ။2025ခုနှစ်မှာတော့ဒါဟာပတ်စံအကြောင်းကြီးမဟုတ်တော့ပဲလွတ်လပ်မှုအကြောင်းပါ။တရားမဝင်တရုတ်လူဝင်မှုကြီးကြေးရေးသမားအများစုကသူတို့မှာတရားဝင်စာရေးစာနဲ့မရှိမဲနဲ့တော့နောက်ဆုံးတော့အသက်ရှင်နိုင်ပြီလို့ခံစားရတယ်လို့ပြောကြတယ်။ သူတို့ကစ조사လုပ်ကင်ကြရင်တိတိဆိတ်ဆိတ်နေတိုင်းကြပြီးအခွင့်အရေးပြည့်စုံတဲ့နာဂတ်တစ်ခုကိုမျှော်လင့်နေကြပါရင်နံပါတ်1အိန္ဒိယ2025ခုနှစ်မှာအိန္ဒိယလူမျိုးဒီလောက်များများကဘာလို့အမေရိကန်မှာတရားဝင်အခြေအနေမရှိပဲစက်နေနေကြတာလဲအဓိကအကြောင်းရင်းကရုရှင်းမာရင်ဗီဇာသဏ္ဍန်ကျော်လွန်နေထိုင်တာပါအမေရိကန်မှာရှိတဲ့တရားမဝင်အိန္ဒိယလူမျိုးများစုကခိုးဝင်လာကြတာမဟုတ်ပါဘူးသူတို့ကတရားဝင်လာခဲ့ကြတာပါအများစုကအကြောင်းသားတွေနေပညာသမားတွေဒါမှမဟုတ်ခီးသွားတဲ့အဖြစ်ရောက်လာကြတာပါဒါပေမဲ့သူတို့ရဲ့ဗီဇာသဏ္ဍန်ကုန်ဆုံးသွားတဲ့အခါသူတို့ကထမသွားကြဘူး ဘာလဲဆိုတော့တရားဝင်နေဖို့လုပ်ငန်းစဉ်ကနာကျင်လောက်အောင်နှိမ့်ွေးလို့ပါပဲတချို့က green ကွက်ဒါမှမဟုတ်အမြဲတမ်းနေထိုင်ခွင့်အတွက်အနှစ်ပေါင်းများစွာတကာလီမှာအစဉ်စုနှစ်တခုကျော်တဲ့အထိစောင့်ဆိုင်းခဲ့ကြရတယ်။ဒီနောက်တွင်မှာသူတို့ကအမေရိကန်မှာတကယ်ပွားတွေကိုတိစောက်ထားခဲ့ကြရတယ်။အလုပ်တွေရှာတွေ့ခဲ့ကြရတယ်။မိသားစုတွေထူထောင်ခဲ့ကြရတယ်။ပြီးတော့အမေရိကန်ကိုကိုယ့်အိမ်လိုခံစားရအောင်ဖန်တီးခဲ့ကြရတယ်။အိန္ဒိယကမမြင်ဆန်ဆန်တိုးတက်နေပေမဲ့လူတိုင်းကတော့အဲ့ဒီမှာအနာဂတ်ကိုမမြင်ကြပါဘူး။လူငယ်များစုကအလုပ်ဖိအားတွေပြိုင်ဆိုင်မှုများတာတွေနဲ့တင်းကျပ်တဲ့လူမှုရေးမျှော်လင့်ချက်တွေနဲ့ရင်ဆိုင်ရတော့မှာပဲ။ အမေရိကန်မှာတော့ဘွားကပိုပြီးပွင့်လင်းတယ်လို့ခန်းစားရတယ်။ဒက်စီဆိုင်မှာလှုပ်လှုပ်တာဒါမှမဟုတ်ကုန်တင်ကောင်းမောင်းတာတော့ကိုယ်နိုင်ငံမှာစိတ်ဖိစီးမှုများတဲ့အလုပ်ထက်ပိုမိုလွတ်လပ်တဲ့ပိုကောင်းတဲ့ဝင်ငွေကိုပေးနိုင်ပါတယ်။2025မှာတရားဝင်အိန္ဒိယလိုမျိုးတွေကဥပဒေကိုချိုးဖောက်ဖို့စ조사နေကြတာမဟုတ်ပါဘူး။သူတို့ကသူတို့စတင်ခဲ့မိသားဘွားကိုဆက်ထိန်ထားဖို့조사နေကြတာပါ။အားလုံးကိုကြည့်ရှုပေးခဲ့လို့ကျေးဇူးတင်ပါတယ်။